မိတ်ဆွေလူတယောက်ရဲ့အမှန်တရားဟာဘလောက်ထိလွဲမနိုင်သလဲအမှတ်တရတွေကလိမ်လို့ရနိုင်သလား kick free ရေးသားတဲ့ ink so span လို့ဝတ္ထုထဲမှာအဲ့ဒီမေကွန်းတွေနဲ့ရင်ဆိုင်ရမှာပါအဲ့ဒီဝတ္ထုထဲမှာဆိုရင်အန်နာဆိုတဲ့မိန်းကလေးဟာဇိုးရဲ့အရေးအောက်မှာသူ့ကိုယ်သူရှာဖွေတွေ့ရှိဖို့ကြိုးစားနေရပါတယ်ဆိုးဆိုတဲ့မိန်းကလေးကိုတူးတက်ခဲ့တယ်လို့ဝန်ခံထားပေမဲ့တကယ်ရောတူးတက်ခဲ့တာလား မိတ်ဆွေ IK Zoo Span လို့စာအုပ်ကို Kid Free ဆိုတဲ့စာရေးဆရာမကရေးသားထားတာပါ။သူဟာလူငယ်စာပေလောကမှာနာမည်ကြီးသူတစ်ယောက်ဖြစ်ပြီးစိတ်ပိုင်းဆိုင်ရာတဲထိတ်ရင်ဘူဝိထုတွေနဲ့လူသိများပါတယ်။ဒီဝိထုထဲမှာဆိုရင်အန်နာဆိုတဲ့မိန်းကလေးတစ်ယောက်ဟာ အမတ်တရားတွေနဲ့လှုပ်ဝက်ချက်တွေကြားမှာရုန်းကန်နေရတဲ့အကြောင်းကိုဖတ်ရှုရမှာပါ။ဇလန်းကတော့အန်နာစီကိုနီဆိုတဲ့ဘရုတ်ကလင်မျိုးကဆယ်ကျော်တက်မိန်ကလေးဟာ ဟေရွန်မေးဆိုတဲ့နေရာကိုအစပြုပါတယ်။သူဟာမကောင်းတဲ့အတိတ်တွေကိုမေ့ပြချင်းပြီးဗလာမီမီသားစုမှာအလုလုဖို့ရောက်လာတာပါ။အန်နာနဲ့ယဉ်နီးတဲ့သူတွေက သူ့ကိုဇိုးစပန်နော့စ်နဲ့မှတ်တတ်ကြပါတယ်။ဇိုးကနှစ်ကူးအကြိုနေ့မှာပျောက်သွားတဲ့မိန်းကလေးပါ။အဲ့ဒီမြို့မှာဇိုးပျောက်ဆုံးမှုကလူတိုင်းကို၆လန့်နေပါတယ်။ မာတီနာဂျင်ကင်ဆိုတဲ့ဒေတာခန်ကောင်မလေးကဇိုးပြောက်ဆုံးခြင်းဆိုတဲ့ရာဇဝတ်မှုအကြောင်းပေါ့ကတ်ကိုတင်ဆက်ပြီးအမှန်တရားကိုဖော်ထုတ်ဖို့ကြိုးစားနေပါတယ်။သူမဟာဇိုးရဲ့ငွေချင်းတွေမိသားစုနဲ့မြို့ခံတွေကိုအင်တာဗျူးပြီးရဲတွေရဲ့စုံစမ်းစစ်ဆေးမှုမှာခြုံရင်းချက်တွေကိုထောက်ပြပါတယ်။မာတီနာရဲ့ဇွဲကသူ့ကိုသူရဲကောင်းတစ်ယောက်ဖြစ်စေတယ်လို့ပြစ်မှတ်တစ်ခုလည်းဖြစ်စေပါတယ်။ တနေ့မှာတော့အန်နာဟာစိတ်ဖိစီးမှုတွေများလာပြီးရဲရီရဲ့စစ်ဆေးမင်းမြန်းခြင်းကိုခံရပါတယ်။ရှေ့နေနဲ့မိခင်မပါပဲကြာရှည်စွာစစ်ဆေးမင်းမြန်းခံရပြီးနောက်မှာတော့ဇိုးကိုမတော်တဆတမိကြောင်းဝန်ခံလိုက်ပါတယ်။သူတို့နှစ်ယောက်ဝိုင်ဒါမီယာဆိုတဲ့တဲပေါ်မိသားစုပိုင်ခြံထဲမှာအတူတောက်နေလုံးဇိုးကလတ်တာဆောင်ကနေပြုတ်ကျသွားတယ်လို့ပြောပါတယ်။အန်နာကဇိုးရဲ့အလောင်းကိုဖျောက်ဖျက်ဖို့အတွက်တင်မောထဲမှာဝတ်ထားပြီးရေကန်ထဲမှာနှမြုပ်လိုက်တယ်လို့ဆိုပါတယ် ဒါပေမဲ့သူ့ရဲ့ဝန်ခံချက်ထဲမှာမတိချာမရေရာမှုတွေနဲ့လစ်ဟာမှုတွေအများကြီးရှိနေပါတယ်။အန်နာရဲ့တငယ်ချင်းတွေနဲ့ဒေတာခန်တချို့ကတခုခုမားနေတယ်လို့ခံစားမိကြပါတယ်။အထူးသဖြင့်ကီလီဟာရီဆန်ဆိုတဲ့အန်နာရဲ့တငယ်ချင်းကအဲ့ဒီညကဟေရွန်မေးမှာသူမမရှိဘူးလို့ပြောပါတယ်။ နောက်ပိုင်းမှာတော့အန်နာဟာဇိုးနဲ့မပြောက်ဆုံးခင်ကစာရိုတွေပို့ခဲ့မှုကြောင့်လည်းဟေရွန်မေးနဲ့ငယ်စဉ်ကလေးဘဝကဆက်သွယ်မှုတွေရှိခဲ့ကြောင်းတွေ့ရှိခဲ့ပါတယ်။အန်နာနဲ့ဇိုးတို့ဟာဖခင်တူမအေခွဲညီမတွေဖြစ်ပြီးဇိုးရဲ့ဖခင်ဂျော့စပန်နော့ဟာအန်နာရဲ့ဖခင်လည်းဖြစ်ပါတယ်။ဒါကြောင့်အန်နာဟာမျိုးနဲ့ရင်းနှီးနေပြီးဇိုးနဲ့လည်းခိုင်မာတဲ့ဆက်ဆံရေးရှိနေတာပါ။ အဲ့ဒီအချိန်မှာကေဒင်တဲဘော့ဆိုတဲ့ဇိုးရဲ့ရီးစားဟောင်းကရဲရီနဲ့မာတီနာရဲ့ပေါ့ကတ်ရဲ့စုံစမ်းစစ်ဆေးခြင်းကိုခံနေရပါတယ်။ကေဒင်ဟာနှစ်ကူးဂျိုညမှာ တခြားတစ်ယောက်နဲ့ဖောက်ပြန်ခဲ့တယ်လို့သတင်းထွက်နေပါတယ်။ဒါအပြင်အက်စတာစပန်နော့ဆိုတဲ့ဇိုးရဲ့ညီမကဇိုးတည်ဆုံးမှုမှာ ပါဝင်ပတ်သက်နေတယ်လို့တန်တရားဝင်လာကြပါတယ်။နောက်ဆုံးမှာတော့အက်စတာကဇိုးတည်ဆုံးမှုမှာသူ့ရဲ့အခန်းကဏ္ဍကိုဝန်ခံလိုက်ပါတယ်။ ဇိုးကကေဒင်နဲ့တီယာနာရဲ့ဖောက်ပြန်မှုကိုသိသွားပြီးအရက်ထဲမှာအမေရဲ့အကြိုက်ခဲပြောက်စီတွေထဲတောက်ခဲ့ပါတယ်။အက်စတာကဇိုးတေဆုံးနာကိုတွေ့တဲ့အခါကြောက်လန့်ပြီးသူ့ကိုယ်သူနဲ့မိသားစုကိုကာကွယ်ဖို့အတွက်ဇိုးရဲ့အလောင်းကိုရေကန်ထဲမှာဝတ်ထားခဲ့တာပါ။အစတာရဲ့ဝန်ခံချက်ကြောင့်အရာအလုံးဟာနေရာတကျဖြစ်သွားပြီးဇိုးရဲ့တည်ဆုံမှုဟာမတော်တဆမှုတစ်ခုဖြစ်ကြောင်းသိလိုက်ရပါတယ် အန်နာရဲ့ဝန်ခံချက်ကရဲရီရဲ့ချိန်ချောက်မှုနဲ့စိတ်တန်ရာတွေကြောင့်ဖြစ်ပေါ်လာတာပါ။အက်စတာဟာအမှန်တရားကိုဖျောက်ဖျက်ဖို့အတွက်တည်ငြိမ်တဲ့နေရာမှာမီးရှို့ခဲ့တာပါ။ဇိုးရဲ့တည်ဆုံမှုဟာလူတိုင်းကိုနာကျင်စေခဲ့ပြီး အန်နာမာတီနာနဲ့အက်စတာတို့ဟာဒီအဖြစ်ပြက်ကနေတင်ငန်းစာတွေယူခဲ့ကြပါဗျ။ဝတ္ထုရဲ့အဆုံးမှာတော့အန်နာဟာကောလိပ်တက်ဖို့ပြင်ဆင်နေပြီးဇိုးရဲ့အရေးအောက်မှာမနေတော့ဘဲသူ့ဘဝကိုသူကိုယ်တိုင်ဖန်တီးဖို့ဆုံးဖြတ်လိုက်ပါတယ်။ မာတီနာရဲ့ podcast ကလည်းဒီအမှုခင်းကိုအဆုံးသတ်စေခဲ့ပြီးလူတိုင်းကိုနားလည်မှုပေးနိုင်ခဲ့ပါတယ်။မိတ်ဆွေများခင်ဗျာဒီစာအုပ်ထဲမှာမိရော့ခြင်း အမှန်တရားနဲ့ခွင့်လွှတ်ခြင်းအကြောင်းကိုလေ့လာတွေ့ရှိခဲ့ကြပါတယ်။အားလုံးဟာကိုယ့်ရဲ့အတိတ်ကိုရင်ဆိုင်ပြီးပြစ်ဆုံးပံမှာအကောင်းဆုံးဖြစ်အောင်နေထိုင်ဖို့အရေးကြီးကြောင်းကိုလည်းသတိပြုသင့်ပါတယ်။မိတ်ဆွေတို့လည်းဒီစာအုပ်ကနေရရှိတဲ့အတွေ့အမြင်တွေကို လက်တွေ့ဘဝမှာ အတုံးချပြီးပုံမကောင်းမွန်တဲ့အနာဂတ်ကိုတည်ဆောက်နိုင်ကြပါစေလို့မျှော်လင့်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့စာအုပ်တွေနဲ့ပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာ။